2023နှစ်ရွယ်ရှိပြီဖြစ်တဲ့နယ်ပင်ကိုရန်ကုန်မြို့ကတက်တူးချစ်သူတွေတော်တော်များများတည်ကြပါဗျ။တက်တူးပညာရှင်တွေတွေ့ဆုံပွဲတစ်ခုကနေရောက်ရှိလာတာကနေအမှတ်မထင်တက်တူးဆရာမဖြစ်လာခဲ့တဲ့သူဟာဒီလောက်ကိုလုံနေရသုံးနေပြီပါရှိနေပါပြီ။အခုချိန်မှာတော့နယ်ပင်ဟာတက်တူးဆရာမတူအနေနဲ့ကိုပိုင်ဝင်ငွေတွေရှာနေနိုင်ပါပြီ။ကောင်းလေးတယောက်ရဲ့လမောင်းမှာထိုးရတွေ့တယ်ပန်းကနုတ်စာရန်လေးနဲ့ကာလာလေးလှတဲ့အယောင်လေးကလည်းကြိုက်တယ်ကျွန်တော်ကလည်းထိုးဖို့ရည်ရွယ်ချက်ရှိထားတော့မေးကြည့်လိုက်တော့အဲ့ဒါဒီမားပေါ့နော်ဟိုဟာ ဒီမှာလာထိုးဖြစ်တာပါအရန်ကောင်းပါလေလှတယ်လာတယ်လက်ရလည်းအရန်ကြိုက်ပါလေနောက်ထပ်သူချင်ပါလေဒီလောက်စတင်လို့တော့အမေကနင်းနေဒီလောက်နဲ့ပါဆိုင်လို့ပေါ့နော် main ကလေးဖြစ်ပြီးတော့ဟိုယောက်ျားလေးနဲ့အများသောအားဖြင့်ယောက်ျားလေးတတူကယောက်ျားလေးအထူးများတာကိုအရှင်တော့အဲ့တော့သူကအဲ့လိုမျိုးဆိုတော့ ဟိုအစတော့တော့လုံးဝလက်မခံအောင်ဒါပေမဲ့နောက်ပိုင်းကျတော့ညီမကတိတ်ဆိတ်ရှင်းပြရတယ်အသက်မဝမ်းကြောင်းအလုပ်တစ်ခုလည်းဖြစ်တယ်ပြီးတော့စစ်စနစ်တကျနဲ့ဟိုအစသားရရပါတော့ဟိုကိုကစစ်စနစ်တကျနဲ့လုပ်တယ်သူ့ဘလို့ဘလို့ပါညာအသေးအသေးချပြန်ပြောပြရတဲ့အကြောင်းသူကအခုနောက်ပိုင်းလက်ခံလာရဟုတ်ဒီမှာနိုင်ငံလူတွေကဒီတတူထူရလူတွေပေါ်မှာဟိုတော်တော်များများကိုစိုးသွမ်းကြတယ်မကောင်းမိန်းကလေးဆိုပို့ပြီးတော့အထင်မြင်ခံရတယ်ပေါ့တကယ်ကဒီ အဲ့လိုအရေးကြားပေါ်ကဒီတတူးဒီအမှုပညာနဲ့တော့ဘာမှမဆိုင်ပါဘူးဟိုအဓိကကိုယ့်အကျင့်စာရိတ်တာနဲ့ကိုယ့်ရဲ့အရေးချင်းကိုယ့်ကိုယ့်အနေထိုင်ပါဝင်ခြင်းအဲ့လိုမျိုးပေါ့မူတည်ရလို့ဒီမှာထင်တယ်ကြိုက်တာလေဆိုမိကလေးနဲ့တော့မအပ်ဆောက်ဘူးလို့ထင်တာပဲညီမလေးရဲ့နော်။ယောက်ျားလေးနဲ့ဆိုရင်တော့မစိုးပါဘူး။မအတော့အဲ့လိုမျိုးဝါသနာလည်းမပါဘူး။အဲ့လိုမျိုးသူများထိုးရတာမြင်တာလေအဲ့လိုမျိုးသူတို့ကတော့ကြိုက်လို့ထိုးရတယ်ထိုးမှာပေါ့။မအတော့သဘောမကျဘူး။ မကြဘူးကျွန်တော်ထိုးလို့မရဘူးရုံးဆိုပန်လေအဲ့တော့တိတ်တော့သဘောမကျပါဘူးကျမ်းမာရင်ရှိတော့အနေနဲ့ဆိုနော်ဖျက်စီကံတင်ကျက်မှုတွေကြောင့်အိမ်မှာနေရတာမလွတ်လပ်တဲ့အတွက်တငယ်ချင်းတွေနဲ့တွေ့ဆုံရတာတော့နွယ်ပင်ကျက်ပျော်ရွှင်မှုတစ်ခုပါ Guest man ကြတော့ free ရမယ်လား free ရတော့မဟုတ်ဘူး Guest man ကဟုတ်ကတ်ထိုးတယ် sticker ကတ်ထိုးတယ်ဒီဘက်က ခုချိန်မှာဖေကိုပြောချင်တာကဒီတတူတူအဲအလုတ်ကလူသားမျိုးတော်တော်နဲ့အတူဝန်ကြောင့်အမှုပညာအလုပ်လေးတခုပေါ့နော်အဲပြီးတော့ညီမကိုစိတ်ထဲမှာဒီတတူဆီယမလေးတော့မဟုတ်ပကြီးဆီယမအရေးပြားပေါ်မှာပကြီးဆွဲတဲ့ပကြီးဆီယမလေးတရားအမိနဲ့ပဲသဘောထားပြီးတော့ဒီတမီးကိုတမီးကိုတမီးလေးကိုလက်ခံဒီလိုဒီလုံးလောက်တာကိုလက်ခံပေးစီချင်ပါတယ်